Father, remove witchcraft in Jesus' holy name. မေဆရိုမင်္ဂလာပါဒီတချိန်မှာတော့ Prophet Kakande Prophet Pyuda နတ်ဆုနင်ထုတ်တာမြန်မာလူနားလေလွယ်ဟန်ဗာဒပြန်တင်ပြတာဖြစ်ပါတယ်ဒီဂျူးလူမျိုးတွေရဲ့တမန်ကျမ်းစာဓမ္မဟောင်းအလုံးဟာ Prophet ကရေးတာဖြစ်ပါတယ်ဓမ္မတိကလည်း Prophet တွေရေးတာဖြစ်ပါတယ်တော့ခရစ်ယာန်တွေကဒီဓမ္မကျမ်းစာကို the maha prophet ရေးတဲ့ဟာတမတိ prophet ရေးတဲ့ကျမ်းကိုဖတ်ကြရတာဖြစ်တယ်ဆိုတော့အခုခေတ်မှာဘုရားသခင်ဆက်လို့တဲ့ prophet တွေလည်းရောက်လာတာဖြစ်တဲ့အတွက် prophet သာသနာကို ကျွန်တော်တို့လေ့လာနိုင်ဖို့ဖြစ်ပါတယ်ဒါ prophet ကကနေ prophet ပြတာကိုဘာသာပြန်ပေးလိုက်ပါတယ်ဒါဘူးစင်ဘီဂျိုမီကွန်ဂိုမန်ရှိတယ်ယန်ဂူနီဒိုအာ My, my problem is. my problem is marriage when i enter into marriage ဘာဘာနာယောတမရဲ့ပြဿနာကအိမ်ထောင်ရဲ့ပြဿနာဟုတ်ပါတယ်တဲ့ all the husbands who married me and we got children they leave me your issue is money non အိမ်ထောင်ကျသွားလို့ရှင်တဲ့ကလေးမွေးတယ်တဲ့ကလေးရလို့ရှင်တဲ့ယောက်တာယောက်ျားတွေကကျမကိုထားပြီးမှတွားလိုက်တယ်တဲ့အဲ့ဒီပြဿနာဘာကြောင့်ဖြစ်တာလဲ prophet ကိုမဲတာဖြစ်ပါတယ် prophet ဘယ်လိုဖြစ်တယ်နောက်တော့ကြည့်အောင်မိနာစနာဝဝနာနီယာချနာဝတူတူ all the husbands who married me and we got children they leave me your issue is money not love sasa sa. your issue is money not love ဆိုတော့နီးရဲ့ပြဿနာကတဲ့ငွေကြီးပြဿနာဟုတ်တယ်တဲ့ so, နင်ကအိမ်ထောင်ပြုတဲ့အခါငွေချေးကိုကြည့်တာတဲ့အချစ်ကိုမကြည့်ဘူးတဲ့။ဘာယာကိုနေပေးစာစီယိုဥပင်ဒို။ una sema kweli sasa mtumishi kama mimi napata wanaume hawalete mali. Man of God what you're saying is true but when I stay with some men they don't bring money. It can So prophet ပြောတာမှန်ပါတယ်တဲ့။ဒီမှာကယောက်ျားတွေနဲ့အတူနေတဲ့အခါ ယောက်ျားတွေကကျမရှိပစ္စမယူလာပေးပါဘူးတဲ့ဆိုတော့ဒါကအိမ်ထောင်မကြဘူးတဲ့သူရောအိမ်ထောင်ကြဘူးတဲ့သူတွေတိထားမဲ့အရာဖြစ်တယ်အိမ်ထောင်ဆိုတာကပစ္စနဲ့တိဆောက်လို့ရတာမဟုတ်ဘူးချစ်ချစ်မေတ္တာနဲ့တိဆောက်ရတာဖြစ်တယ်ဘောနော်ဘယ်လိုမျိုးပေပါတာဆိုတာအထက်အိမ်ထောင်တစ်ခုတည်ဖို့ဆိုတာအချစ်နဲ့တည်ရတာဖြစ်တယ်ပစ္စနဲ့တည်လို့မရဘူးဆိုတော့ prophet ပြောတာကနင်းကအိမ်ထောင်ပြုတဲ့အခါပစ္စကိုကြီးမှပြုတာ အိမ်ထောင်ကိုတည်မြေဖို့အတွက်ငွေအမှလည်းအချစ်ကိုမကြည့်ဘူးလို့ပြောတာဖြစ်တယ်။နောက်တော့ကြည့်အောင် issue is money not love sasa swala yako ni pesa sio upendo unasema kweli sasa mtumishi kama mimi napata wanaume hawalete mali man of god what you're saying is true but when i stay with some men they don't bring money it cannot work haiwezi it cannot work အဲ့ဒါမျိုးဆိုလို့ရှိရင်အိမ်ထောင်က မတည်မင်းနိုင်ဘူးအလုပ်မဖြစ်ဘူးလို့ prophet ကပြောပါတယ် whichever money you get when i watch on a pata you pose as if he's your brother unamwangalia kama နေယောက်ျားကအလုပ်လုပ်ပြီးမှပြန်လာတဲ့အခါမှာနင်းကိုပေးဆံပေးတယ်ပေးဆံပေးတဲ့အခါမှာနင်းကနင်းရဲ့မောင်ဒုမနီမနီအကူကနင်းကိုပေးဆံပေးတယ်လို့ခံယူတယ်ဂူယာကို you take time to other things unapeana wakati wako kwa mambo mengine either money or whatever kama pesa ama mambo mengine and you forget about him na una sura yo cha ka pesa shapi ma yula re ta me yula re pesa ya kama kha ma ku maung ku aku ga yula ta ke lo khan yu re pi lo shin ်နင်းယောက်ျားကိုမတုံ့ပြန်ဘူးလို့ပြောတာဖြစ်ဖြစ်ပါတယ်ဆိုတော့ဒါကဒီလိုမျိုးယောက်ျားတွေကကြာရှည်သူမနဲ့ပေါင်းတော့မလွယ်ဘူးပတ်စံယူလာတယ်ဒါပေမဲ့ယောက်ျားကိုဂရုမစိုက်ပဲကုမောင်ကုအကူလာပေးတယ်လို့ယူပြီးမှယောက်ျားကိုဂရုမစိုက်ပဲနေတာဒါကဘလို့မှ အလုပ်မဖြစ်နိုင်ဘူးလို့ပရောဖက်ကပြောပါတယ်စာဟာဝ men are like a children men are like a children ဆိုတော့နင်းယူထားတဲ့ယောက်ျားကနင်းကလေးလူနင်းခံစားတယ်နင်းကလေးလူဆက်ဆံတယ်ပေါ့ယောက်ျားလူမဆက်ဆံဘူးကလေးလူဆက်ဆံတယ်ယောက်ျားလူမဆက်ဆံဘူးမောင်လူအကူလူဆက်ဆံတယ် how many come our tutu they need care they need care နင်းယောက်ျားတွေကမိမရဲ့ပြုစုခြင်းကိုလိုအပ်တယ် charge other they were rejected by their mom their home wengine walikataliwa nyumbani kwao. He gives you as a wife to take care of him. Anaku tuga nine intham pyure sora ka tu nyi ku manomari go chokhain thare tu mibari go chokhain ta ma nishi go lara era ja ninga tu go pyu su bo lo de kama mke ili umtunze you, you, you have other things to care business or whatever we uko na so ninga ယောက်ျားကိုဂယုဆိုင်မဲ့အစားနေ့ရက်စီးပွားရေးနဲ့တခြားကိစ္စတွေကိုသွားဂယုဆိုင်တယ်နေအဲ့လိုမျိုးယောက်ျားကိုဆက်ဆံတယ်အဲ့လိုအကျင့်မျိုးနေ့မှရှိမယ်ဆိုရင် How can a man stay with a woman who doesn't care about ခုယောက်ျားကိုဂယုမဆိုင်တတ်တဲ့အဲ့ဒီလိုအမျိုးတင်းရင်းတွေနဲ့ယောက်ျားကဘလောက်အကြာကြီးနေနိုင်မှာလဲ ni bwana mgani atakaa na mwanamke ambaye hamtunzi the mechanic man you put him where Mechan mechanic man you putting where စပင်းစီယာကိုနေပြမှာထားတယ်ပရိုဖက်က ပြောပါတယ်ဆိုတော့ပရိုဖက်ကမြင်တော့သူဖြစ်တယ် ဓမ္မရာဇင်ပထမစာအခန်းကြီးကိုအငယ်ကိုအဖက်အခန်းကြီးလေးအငယ်37ဒီပုဂ္ဂိုလ်တွေကဖက်ပရောဖက်ကဖျားတခင်ရွေးပြီးမှဆလုထချင်းဖြစ်တာဖြစ်တယ်ဆိုတော့အခုကဒီအမျိုးသမီးဟာစစ်ပင်ဆရာတယောက်ကိုနော်ရှိတယ်ပရောဖက်ကမင်းနေတယ်အဲ့ဒီတယောက်နေပြီမှာထားတယ် Yule mwanaume ambaye anatengeza gari, anatengeneza gari. Where did you put him? Ulimweka. Tugo bema thadale. <laughs> He's the one who left me with two children. အဲ့ဒီတယောက်ပါပဲဆရာရေကလေးနှစ်ယောက်မွေးပြီးမှကျမကိုပြပြမှသွားလိုက်တာအဲ့ဒီတယောက်ပဲကိဒမမာလီကူကူမစမ်ဂိုဒဖိုဒိုမမာ take care of me you said ah if you want to go and take other women not me အလီကူ အဲ့ဒီနှစ်ယောက်ကြာပြောတဲ့မိမရေငါအတွက်ချစ်ပြုတ်ပေးဦးလေမိမရေငါအတွက်ငါဟွာစားချင်တယ်ချစ်ပေးဦးလေပြောတယ်ဒါပေမဲ့နေကယောက်ျားကိုပြောတယ်အဲနေနေနေချက်စားနေမချက်စားချင်ဘူးဆိုရင်လေနေတခြားမိမယူလို့ရတယ်လို့နေပြောတယ်လေ Sana, mama, nipikie chakula nzuri, nipikie. Ukasema, ah, wacha aende kule nje. He went and got this girl. Basi, akaenda. အခုတော့ prophet ကအမျိုးသမီးတယောက်ကိုခေါ်ထုတ်ပြတယ်။နေ့ယောက်ျားကဒီအမျိုးဒီလူဒီတယောက်နဲ့တူတဲ့မင်းကလေးနောက်ကိုသွားလိုက်တာ။အပတူယုံစချာနာအော် prophet ကဒီအမဲမလေးရဲ့ယောက်ျားကလေးနှစ်ယောက်ထားပြီးနဲ့ထားခဲ့ပြီးမှဘလို့အမျိုးသမီးတယောက်နောက်ကိုလိုက်သွားတာကိုမြင်ရတာဖြစ်တယ်။ဒါကြောင့် prophet ကမြင်တော့သူဖြစ်တယ်။လာခဲ့ပါပရိတ်တိုက်ထက်က သူ့မသူ့ယောက်ျားလိုက်သွားတဲ့မိန်းမနဲ့တူတဲ့လူကို prophet ကဆွဲထုတ်ပြမှာဖြစ်တယ်။ Yes. This is the girl he got. ဒီတယောက်နဲ့တူတဲ့မိန်းမနောက်ကို လိုက်သွားတာ။ဂျီယောမဆင်မကွေးဒီဂျီယော Yes. ဟုတ်တယ်တဲ့။ကွမ်ဂျာရန်တာရောအားစာဆရာဒီအမျိုးသမီးကပြောတယ်သူ့ယောက်ျားကဒီဒီလူဒီမျက်နှာရှိတဲ့မိန်းမနောက်ကိုလိုက်သွားတယ်တဲ့ဆိုတော့ prophet ကမမြင်ရဘူးလား မြင်ရတယ်အဲ့ဒါကြောင့်ဘုရားသခင်က prophet ကိုဆလွတ်တာဒီလူမျိုးအတုံးပြဖို့ဖြစ်ပါတယ်လို့ဒါကြောင့် prophet သာသနာက လူမျိုးမရွေးဘာသာမရွေးအတွက်အကျိုးရှိတယ်တိဆောက်เสียဖြစ်တယ်တင်ခန်းစာယူเสียဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်လည်းဒီ prophet သာသနာကိုကျွန်တော်မြန်မာလူမျိုးတွေနားလည်ရလွေရန်လေ့လာရလွေလိုက်လွေရန်ကျွန်တော်ဘာသာပြန် တင်ပေးတာဖြစ်ပါတယ် Yes, man of God, he went and married a lady like this. Her complexion is like this, and her body is like this. ဆိုတဲ့အမျိုးသမီးကပြောတယ်ဟုတ်တယ်တဲ့အခုဒီလိုအမျိုးသမီးတယောက်နဲ့သူ့ယောက်ျားကလက်ထပ်သွားတယ်တဲ့အမျက်နာပုံစံကုခန္ဓာအချို့စာအတအယောင် အားလုံးတူပါတယ်တဲ့ဇနွန်ဆိုဂူဒ် he got him and higher this one became a trouble အခုတော့အဲ့ဒီပထမအမေမကို prophet မပြုတော့ဘူးအဲ့လောက်နဲ့ရက်သွားတော့မှာဖြစ်တယ်အခုတော့ဒီမျိုးသမီးကို prophet ပြုมาဖြစ်တယ်ဒီတယောက်ကအိမ်ထောင်ကြတယ်တဲ့ဒါပေမဲ့ယောက်ျားနဲ့မိန်းမကြားမှာပြဿနာရှိတယ်ပြဿနာကမိန်းကလေးဘက်ကပြဿနာဖြစ်တာတဲ့ဆိုတော့ဒီအမျိုးသမီးကအိမ်ထောင်ကြထားတယ် ယောက်ျားကိုပြဿနာရှာတဲ့သူဖြစ်တယ်ဘယ်လိုပြဿနာရှာတယ်လဲနောက်ထောင်ကြည့်အောင် Where is him Where is him ဘယ်မှာလဲနေယောက်ျားသူရဲ့ကုခန္ဓာအချိုးစားကိုဖော်ပြတာဖြစ်တယ် In Namibia, man of God, my name is Angel. Duga Namibia Nangamaba lu tumaga piobare. I come from Namibia, Omaruru. Tumaga သူမနာမည်မိတ်ဆက်တာဖြစ်တယ်သူမကနမင်းပြားနိုင်ငံကလာတာပါတဲ့ in uh, in winduk eh in winduk yes so you left him there yes man of god so you thought i don't know you သူကအဲ့ဒီမှာထားခဲ့တယ်တဲ့ငါနင်းကိုမသိဘူးလို့ထင်ပါသလား prophet ကမဲပါတယ် I don't know if this man will tell me about uh, this prophet will tell me about this man. Yes, Believe man of him. God, yeah. I did true man of God. I even and you said there, I'm waiting until yes, when he talks man about of that God. that man. I'm waiting. It's, it's true. I left my head to ask about it. <laughs> this is my mother. She ah. even told me today that the prophet will tell you about him. I said no, no. because relationships they don't work in our home. Okay, exactly. ဒါကသူမရဲ့အမေဟုတ်တယ်တဲ့ဒီမနေ့တကူဖျားကြောင်းမလာခင်ပါတဲ့အမေပြုတ်လို့တယ်လို့ပြောတယ်ဒီနေ့တော့နင့်ကို prophet ကအာ prophet ပြုတ်မယ်ထင်တယ်လို့ပြောတော့အာပြောမှာမဟုတ်ဘူးကျမကို prophet ပြုတ်မှာမဟုတ်ဘူးကျမရဲ့အိမ်ထောင်ရဲ့ကိုလည်း prophet ပြုတ်မှာမဟုတ်ဘူးအဲသူမက အမေနဲ့ပြောခဲ့ပါတယ် I'm a gay, I'm a, I'm a gay. She's saying it's true. So, you, you Man, but it. talk about him. Yes, man of God. Mm. Yeah, ဆိုတော့ဒီမြတ်တမီးကဒီဖျားချောင်းကိုလာတဲ့အခါယောက်ျားအကြောင်းပရောဖက်ပြုမှာကိုသူမမနစ်တက်ဘူးလို့ပြောပါတယ်။ Family it's true. Yo. It's true in of God. Even in the bus this when, lady they she told me. When I was like this is a mm. It's true in of God. It's true. I was super jealous. အခုတော့ ကျွန်တော်ဟိုဘက်ကနေဖြတ်သွားတဲ့အခါမှာဒီဒီအမျိုးနင်းကစိတ်ထက်ကနေပြောတော့ကြည်ပါဒီ prophet ငါ့ကို prophet မပြုတ်ပါဘူးကြော်သွားပြီလေကြည်ပါကြည်ပါကြည်ငါ့ကိုလုံးလုံးမကြည်ပဲထွက်ကြော်သွားတာလေကြည်ပြီငါပြောပြီငါ့ကို prophet မပြုတ်ပါဘူးဆမ And I'm talking about to him. He doesn't know that I'm talking about to him. Of God, I confirm. I was. If he's a man of God, let him come back. Eh, the prophet ကကြော်သွားပြီဒါပေမဲ့ဒီ ဒီတယောက်က prophet ဖြစ်တယ်ဆိုလို့ရှင်ငါရှိကိုပြန်ခေါက်လာပါစေသူမကအထက်ကနေစကားပြောနေတာဖြစ်တယ်ဟုတ်ကဲ့ yes and of course i was i was saying ah why you ask me psc if he's a man of god let him come the i thought i was saying i was now you believe true. that kakand is a man of god i believe he has come back to you i believe so uh, အခုငါကဖျက်တခင် prophet ဖြစ်တယ်ဆိုတော့နေယုံပြီလားဆိုတော့ယုံပါပြီတဲ့ I believe Man of God what you are saying is true the man you said is my ex because I left him prophet မြင်တဲ့အမျိုးသားကတဲ့ကျမရဲ့ယောက်ျား ex နော်အမျိုး꽈ထားတဲ့ယောက်ျားဟုတ်ပါတယ်တဲ့ But he says he he did not leave me that's what he says every time he ဒါပေမဲ့အဲ့ဒီအမျိုးသားကကျမကိုမကွဲနိုင်ဘူးလို့အမေရန်ပြောနေပါတယ် You are still my person but I'm saying နေကအခုတတိတဲ့ငါမိမပဲလို့ယောက်ျားကပြောနေပါတယ် No you don't behave like I want Jim, we need a decision. Sara daga dutiya lo ko prophet pyu ne da phit par de. Sara de tru le me ya cha ma pyatana shi ne da phit de. အမျိုးသမီးမှာပြဿနာရှိသလားအမျိုးသားရှင်မှာပြဿနာရှိတာလားသူတို့နေရောက်ကအဆင်မပြေပါဘူးပရောဖက်ကဘယ်လိုကူညီပေးမလဲပရောဖက်ပြုခါစပြုနေပြီဖြစ်တယ်ဆက်ပြမနားထောင်ကြည့်အောင် Because of the child issue the baby issue Yes men of God နေတော့မှာကလေးမရတဲ့ပြဿနာရှိတယ်လို့ပရောဖက်ကပြောတော့ဟုတ်ပါတယ်တဲ့ဆိုတော့တချို့အိမ်ထောင်တွေက အိမ်ထောင်ချပြီးကလေးမရတဲ့အခါအိမ်ထောင်ကွဲတတ်တာဖြစ်ပါတယ်ဆိုတော့ဒီအိမ်ထောင်မှာအဲ့လိုမျိုးပြဿနာရှိနေတာဖြစ်တယ် We are not married yet but then he says I must get a baby first before he gets married ကျမတို့နေရောက်ကလက်မထပ်ပါသေးပါဘူးတဲ့ဒါပေမဲ့ကလေးအရင်မွေးပေးရမယ်လို့ပြောပါတယ် He said, No, you cannot leave me without a baby. Yeah. နင့်ရဲ့အမျိုးသားကနင့်ကိုပြောတယ်မဟုတ်ဘူးလားကလေးမမွေးဘဲနဲ့နင့်ငါ့ကိုထားလို့မရဘူးလို့ပြောထားမဟုတ်ဘူးလားလို့ပြောတာဟုတ်ပါတယ် I want the baby from you I want a baby from you နင့်ငါ့ကိုကလေးမွေးပေးဖို့ငါလိုချင်တယ်လို့ပြောပါတယ်အခုတည်းကနင့်ငါ့ကိုကလေးမွေးပေးရမယ်မွေးပေးရမယ်လို့ပြောနေတော့ looking at us. Yes. Even when you go back to Namibia, you tell you, uh huh. Yeah. Yes. အကယ်၍နေအခုနမီးဘီယားကိုပြန်ခောက်လို့ရှင်လဲနေတယောက်နေယောက်ျားကနေကိုပြောမှဖြစ်တယ်ငါပြောပြီမဟုတ်ဘူးလားငါပြောပြီနင်းကကလေးမွေးပေးရမလားငါပြောပြီအခု prophet လည်းပြောပြီ about me now i'm taking you he is taking you သူကနင့်ကိုမခွဲပေးနိုင်ဘူးသူကနင့်ကိုလက်ခံမှာဖြစ်တယ်လို့ prophet ကပြောပါတယ်အခုတော့ကလေးမရစတဲ့နတ်ဆုကိုဖယ်ရှားပေးတာဖြစ်ပါတယ်သူကနေကိုပြန်ယူမှာ1500 dollar 1000 dollar for you 500 for him because he's taking you အခုမှရုံးခန့်ကလို့ဒီငါ့ကိုဒေါ်လာ1500ပေးပါဒေါ်လာ1000ကိုဒီအမျိုးသမီးကိုစုချမယ်နောက်ထပ်900ကိုကြတော့ဒီအမျိုးသမီးကိုလက်ခံပေးတဲ့ယောက်ျားကိုပေးပါမယ် give him the baby thank you give him the baby သူ့ကိုကလေးမွေးပေးလိုက်ပါ he wanted three baby from you he wanted three baby from you နင်းအမျိုးသားကနင်းကလေး၃ယောက်မွေးတာလူချင်းတယ်လို့ပရိုဖက်ကလက်ညှိုးထောင်ပြပါတယ်ဆိုတော့ဒီလီမယားကျမ်းမှာဖြစ်ပျက်နေတဲ့အရာယောက်ျားလူချင်းတဲ့အရာမိမဖြစ်ချင်တဲ့အရာအားလုံးကိုယေရှုကတည်တာဖြစ်တယ်ဒါကြောင့်ပရိုဖက်ကသူတို့ကိုပရိုဖက်ပြုတ်ပေးပြီးမှပြန်တည့်ပေးတာဖြစ်ပါတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ယောက်ျားကကလေး၃ယောက်မွေးပေးပါလို့ပြောထားပါတယ် ဒါကြောင့်တမချန်းစာတေချာဖတ်လို့ရှင်ဖျားတခင်မြင့်မောက်တော်မှာဤလောကမှာရှိတဲ့အရာအလုံးဟာလန်ထားတယ်လို့ပြောတာဖြစ်ပါတယ်ပရိုဖက်ကထဏောလာတဲ့အခါမှာနတ်ဆွနင်ထုတ်ပေးလိုက်တယ်။အိမ်ထောင်ပြန်တာယာဖို့လုပ်ပေးတာဖြစ်ပါတယ်။ပကြခင်မှာကလေး၃ယောက်မွေးမှာဖြစ်ပါတယ်။ God will say it's you that is the problem not me and I told ကျမအမျိုးသားကပြောပါတယ်ပြဿနာရှိတာကငါရှင်မရှိတာမဟုတ်ဘူးလို့ယောက်ျားကပြောတယ်ပြဿနာကနင်းရှင်မရှိတာလို့ကျမကိုပြောပါတယ် No I don't believe ဒါပေမဲ့ကျမကပြောတယ်ကျမရှင်မပြဿနာဖြစ်ရှိတယ်ဆိုတာကျမမယုံဘူးယောက်ျားရှင်မပြောပြဿနာရှိမယ်လို့ကျမကပြောခဲ့ပါတယ်တကယ် professional ကိုလာတဲ့အခါမှာယောက်ျားရှင်မပြဿနာမရှိဘဲ မိမရှိမှပြဿနာရှိတာဖြစ်ပါလေအဲ့ဒီနတ်ဆုကိုနင်းတို့ဖယ်ရှားတဲ့အခါတမကလွမြောက်ပြီးအိမ်ထောင်တရလာတာဖြစ်ပါလေဒါကြောင့်ရှေးကာလ၌ဂျူးလူမျိုးတွေဟာသူတို့ရှိမှပြဿနာ ရှိတဲ့အခါမှာရှင်ဘင်ကဆပရိုဖက်ထံကိုတွားရတာဖြစ်တယ်မင်းတို့သူထံကိုတွားကြတာဖြစ်တယ်ယခုခေတ်မှာခရိယန်တွေကြားထဲမှာပရိုဖက်တွေပေါ်လာတာဖြစ်တဲ့အတွက် လူတွေကတိုင်းနိုင်ငံအတိအတိကလာကြတာဖြစ်တယ်။ဒီမှာအလံထောင်တဲ့သူဟာပြည်တွင်းထဲကလာတာမဟုတ်ပဲနိုင်ငံရခြားကနေလာကြတာဖြစ်ပါတယ်။ဖျားတကယ်အလုံးကိုကောင်းချီးပေးပါစေ။ Now you believe I believe in of အခုယုံပြီလားဆိုတော့ယုံပြီလို့ပြောပါတယ်။တထောင်ကနေအတွက်900ကနေအမျိုးသားအတွက်သူကနေကိုလက်ခံမှာဖြစ်ပါတယ်။ ။ညယောက်ျားကိုပြောပါ။ပါစတာပြောတာ BMW ဝယ်ပေးပါလို့ပြောပါ။ဟောအမျိုးသားက BMW ဝယ်ပေးမယ်လို့ပြောထားပါတယ်တဲ့။